မကောင်းဆိုးဝါးရရမ်းများလာတာကြောင့် eclipse ကိုပြန်မြင်အောင်နေပြီးကြောက်လန့်နေတဲ့ gas ကို gas ကဖက်ထားလိုက်ပါတယ်ဒုက္ခတွေတွေကဖျားကြောင်တွေကိုပြန်ပြေးဝင်ကုန်ကြပြီးအပြင်မှာလူတွေရှိနေသေးတယ်အောင်တောင်ခိတ်ကိုပိတ်ပစ်လိုက်ကြပါတယ်လူပီတာရဲ့စိတ်ဓာတ်လေးတွေပေါ်လာတာပါအေဇန်တို့ကတော့အပြင်မှာပြည်သူတွေကိုတတ်နိုင်သလောက်ကာကွယ်ပေးနေပါတယ်အပေါ်မှာရှိနေတဲ့ဆာပီကိုတို့ကမကောင်းဆိုးဝါးတွေမီးကိုကြောက်တယ်ဆိုတာကိုလှမ်းမြင်လိုက်ကြရပါတယ် မော့ဂက်ဂျီရဲ့လောင်းကိုကြည့်ရင်ဖန်နီစ်က Father Morgan ဆိုပြီးတည်သွားတဲ့သူကိုတန်းတနေပြီမဲ့ Ishidoro ရောတော့တည်သွားတာမှပိုသုံးစားလို့ရသေးရဲ့ဆိုပြီးပြောနေကြပါတယ်။ Gas ကထင်းချောင်းတွေပစ်ချပေးပြီးမသေးခြင်းတချောင်းစီကောက်လိုက်ကြလို့ပြောလိုက်ပါတယ်။လက်တွေ့သမားဆိုတာအဲ့ဒါပါပဲ။အခြားကောင်တွေအာချောင်တွေတော့မှထင်းကောက်ရှာထားတာပါ။ဂျရုံးကငါတို့နဲ့အတူမျောစင်နဲ့ဝင်ကြရအောင်လေဆိုပြီး Gas ကိုခေါ်တော့အဲ့လိုလုံးရင်စားကွက်သေးကိုခုံချတယ်လို့ဖြစ်မှာ။မျောစင်နဲ့ကိုဒီကောင်တွေဖောက်ဝင်လာကြမှာပဲ။ ပြီးတော့မကြခင်နေထွက်တော့မယ်နေနဲ့ထရင်ဒီကောင်နဲ့အားပြော်ပြီးပျောက်ကွယ်သွားလိမ့်မယ်မျောစင်ထဲမှာဆိုရင်နေရောင်ကတန်းရမှာမဟုတ်ဘူးဒီနေရာကနေရောင်အမြန်ဆုံးရမယ့်နေရာပဲမိုးလင်းတဲ့အထိတောင့်ခံထားမယ်ငါတို့အသက်ရှင်ရမယ်ဆိုပြီး gas ရဲ့ယောက်ျားဆန်ဆန်ဒုက္ခကိုရင်ဆိုင်ပုံတွေကြည့်ပြီး fanny's တယောက် gas အပေါ်ထားတဲ့ခံစားချက်တွေအမြင်တွေပြောင်းလဲလာနေပါပြီချစ်ကြည်ညိုရယ်ဆိုတဲ့စကားလုံးမျိုးသုံးရမယ်ထင်ပါတယ်သူဘာလို့ဒီလိုလုံနိုင်ရတာလဲ ဒီလိုပြက်သွင်းခြင်းတွေရဲ့လေမှာဘာလို့ဒီလူရဲ့တန်ငါ့ကိုဒီလောက်တောင်စိတ်အေးစီရတာလဲဆိုပြီး Fanny's တယောက်တကိုယ်တည်းတွေးနေပါတယ်။တေမာဆိုးလို့ထွက်ပြေးကမှာပိုဆိုးပြီးအောက်ပြုတ်ကျသွားတဲ့ Nina တယောက်ငိုနေပြန်ပါတယ်။ခြေထောက်အဆစ်ရောင်သွားပြီးလမ်းမလျှောက်နိုင်လို့လဲကျနေတဲ့အချိန်လူအုပ်ကြီးကပြေးလာတာကြောင့်နင်းခံရကန်ဒီမှာလူကာကဝင်ဖမ်းလိုက်ပြီးဘေးကိုဆွဲထားလိုက်ပါတယ်။လူကာကမကယ်ရင်စိတ်စိတ်ညံ့ညံ့ကြေသွားမှတေးကြပါပဲ။ နောက်ကျသွားရင်အဆင်ပြေရလားလို့လူကားမေးလိုက်ပြီးနီနာကတော့မျက်ရည်တွေဝဲရင်မအီးလူကားလို့အော်ခေါ်ရင်ငိုလိုက်ပါတယ်။လူအုပ်ကြီးရဲ့နောက်ကနေမကောင်းဆိုးဝါးတွေကတ်လိုက်လာတာကြောင့်အလွမ်းမတည်တော့ပဲထွက်ပြေးဖို့လုပ်ကြပါတယ်။ဒါပေမဲ့နီနာကမပြေးနိုင်တာကြောင့်အနားမှာရှိတဲ့စီပိုင်းနဲ့ထည့်ပြီးအဖုံးအုပ်ထားပေးဖို့ကြံလိုက်ပါတယ်။နီနာကကြောက်နေတာကြောင့်လူကားချော့မော့ပြီးစီပိုင်းနဲ့ထည့်အဖုံးခံအောင်တည်တည်ချာချာအုပ်ပေးလိုက်ပါတယ်။စီပိုင်းကနေအောင်မဆန့်လာရေအဖုံးအုပ်ပေးမဲ့သူမရှိတာရေကြောင့်လူကားလိုက်မဝင်ခဲ့တာပါ ဒါရောက်ပါလို့မေးမှဆိုလို့ကြိုရှင်းပြထားတာပါ Gastoria ရောမိတုပ်ကိုစီနဲ့မကောင်းဆိုးဝါးတွေကိုရင်ဆိုင်ရင်ရှင်တန်မှုစူးစမ်းနေကြပါတယ်အဲ့လိုခုခံနေကြရင်လည်းအကောင့်တကောင်အကြီးဖြစ်လာပြီးတိုက်ခိုက်ဖို့လုပ်တာကြောင့် Gas ကဘုံသုံးလုံးပြည့်ကျွေးနေတဲ့သတိမလွတ်စိန်နဲ့လို့ပြောလိုက်ပါတယ် Gas ကိုကြည့်ရင်ဒီကြီးမားလွန်းတဲ့အိမ်မဆူကြီးရဲ့မှာလက်လျှော့ဖို့ညင်းဆန်ပြီး तू ကဆက်ရက်နေတယ်သူကတော့ဘယ်ရောက်မှဆိုကြော်လွားနိုင်မှာတေးကြရဲ့လို့ fanies ကတွေးနေပါတယ် မကောင်းဆိုးဝါးတွေများလာတာကြောင့်အကြ ాయి စဉ်းစားကြည့်မရပဲမိစားနဲ့ထူပြန်ရင်ဆိုင်ရပါတယ်။နီနာကတော့စီပိုင်းထဲမှာလူလိုက်နေပြီမဲ့အန်ဒီယကင်းနေသေးပါပဲ။မကောင်းဆိုးဝါးတွေကအပြင်ကလူတွေကိုလိုက်စားကြတိုက်ခိုက်ကြတာကြောင့်အတော်အထိကိုက်များနေပါပြီ။မကောင်းဆိုးဝါးတွေကရမ်းများတာကြောင့် Eclipse တောင်းတာအတိုင်းတပုံစံနဲ့ပြန်ဖြစ်လာပါပြီ။ Act of the Buffer War ကအားလုံးကငါဖန်တီးမဲ့ကဘာကြီးကိုတောင်းတကြလိမ့်မယ်လို့ပြောပြီး Cassie 8ထဲမှာရှိတဲ့ Behelic ကလည်းလှုပ်ခတ်နေပါတယ်။ မကောင်းဆိုးဝါးတွေရဲ့အော်ဟစ်တန်တွေကြားထဲမှာဒီမွန်ချိုင်းရဲ့ခန္ဓာကိုယ်ဟာအရွယ်ရောက်လူသားတယောက်ဖြစ်ဖွံ့ဖြိုးသွားပြီး gas ကတော့ griffith လို့လှမ်းအောင်လိုက်ပါတယ်ဒီဖြစ်စဉ်အရဟိုးအရင်က famdo ဆိုတဲ့ god ဘာဖြစ်တည်ရှိနေခဲ့တဲ့ griffith ကိုလူဘဝမှာနေဖို့အတွက် လူသားခန္ဓာကိုယ်နဲ့ပြန်မွေးဖောက်အောင်လုပ်ကြတာပါ act of the buffer war ကသူ့ကိုသူ scarify လုပ်ပြီး demon chain ရဲ့ခန္ဓာကိုယ် vessel ဖြစ်သော griffith ကိုလူသားအဖြစ်ပြန်မွေးဖောက်ခွင့်ပေးလိုက်တာပါ ဟိုးအဝေးတနေရာစီကမှော့ဆရာလူလူကောင်မလေးရတော့ gas တို့စီမှာဖြစ်ပြက်နေရတယ်ကိုအာယုံထဲမှာမြင်နေရပါတယ် griffe ရဲ့ပြန်မွေးဖောင်းမှုနဲ့အတူနေလဲထွက်လာပြီးမကောင်းဆိုးဝါးကြီးလည်းသိလူတွေရောတေကြီကုန်ပြီး lb မျောစင်ကြောင်းကြီးလည်းအစိမ့်စိမ့်မွားမွားပြူကျသွားပါပြီ gas တို့ကတော့အပြင်ဘက်တတိုင်းပေါ်မှာရှိနေခဲ့ရမှုပြူကျတဲ့အန်တီကိုရင်မဆိုင်လိုက်ရပါဘူးနီနာကစီပိုင်းထဲကထွက်လာပြီးသူ့ကိုယ်သူအသက်ရှင်နေသေးလို့အံ့ဩဝမ်းသာဖြစ်နေပါတယ် တဆက်တည်းလူကမတည်သေးကြောင်းသူ့ကိုကယ်ခဲ့ကြောင်းမျိုးပါဂျရုံးတို့ပြန်ရှင်းပြရင် လူကကိုဝိုင်းအော်ခေါ်ကြရှာကြပါလေအဲ့ဒီတော့မှငါဒီမှာဆိုတဲ့တန်နဲ့အတူရေတွင်းဟောင်းထဲမှာပုံနေတဲ့လူကကိုတွေ့ပြီးကယ်ထုတ်ပေးလိုက်ကြပါလေဒီကက်ဆိုးကြီးမှာအသက်ရှင်အောင်နေနိုင်ခဲ့တာကတော့လူကသူ့ရဲ့ညံကိုလွှတ်သုံးခဲ့လို့ပါအဲ့ဒီအချိန်မှာပဲလှန်ဆယ်ချောင်းလောက်ဂတ်စတိုရှိနာစီကိုစိုက်ဝင်သွားပြီးကြီးလိုက်တဲ့အခါမှာတော့ခူရှန်ကောင်ကြီးရဲ့လက်ချက်ဖြစ်နေပါလေဒီကောင်ကြီးကသူတို့ဗျာဒိတ်တော်တွေထဲမှာပြောထားတဲ့အတိုင်း LBM မှာကပ်ပေးကြပြီး Griffith ပြန်လည်မွေးဖွားလာမှာကိုတီးလို့ဖမ်းဖို့လာကြတာပါသူတို့အကုန်လုံးဖမ်းငါတို့ရှာနေတဲ့ကောင်လေးသူတို့ဖွဲ့ထဲမှာပါနိုင်တယ်သူတို့အရှင်ဖမ်းရမယ်ဒါပေမဲ့ထိခိုက်ဒဏ်ရာရတဲ့ကိစ္စမရှိဘူးမတည်ရင်ရပြီအထူးသဖြင့်တော့အဲ့ဓာကြီးကြီးနဲ့ကောင်ကို short မတွက်မိစေနဲ့သူ့ခြေလက်တွေကိုဖျက်မပြီးမချင်းသတိမလျော့စေနဲ့ဆိုပြီးမျိုးနယ်စုကောင်းဆောင်စီလက်ကအမိန်ပေးလိုက်ပါတယ်တိုက်ခိုက်ဖို့လာကြတဲ့ခူရှန်ကောင်တွေကိုစပ်ပြီးကိုဂျရုံးနဲ့အီရှီတိုတို့ ဂတ်စ်တို့ဟာကိုနီကိုဟန်အနေနဲ့ရှင်းလိုက်ကြပါတယ်။ဆပီကိုဟာဂတ်စ်အနားကိုကတ်လာပြီးပို့ကိုကြီးကိစ္စကြီးခဏဘေးပယ်ထားလိုက်ရအောင်။ဒီအချိန်ဒီမှာခမရထက်ကောင်းတဲ့မဟာမိတ်မျိုးမရှိနိုင်တော့ဘူးဆိုပြီးအတူတူတိုက်ဖို့ပြောလိုက်ပါတယ်။ရုတ်တရက်အနောက်မှာရက်နေတဲ့ကတ်စကာတို့၄ယောက်ကိုခရူရှန်နှကောင်ကကျိုးနဲ့တုတ်ပြီးမလုံနဲ့တခုခုလောက်တာနဲ့ဒီမိမတွေကိုတတ်ပြစ်မယ်ဆိုပြီးချင်းချောက်နေတော့မှာအီဇန်ရဲ့တန်တင်းပုတ်စာမိသွားပါတယ်။မိမနဲ့ကလေးတွေကိုဒဇဂံမလုံနဲ့ကွာဒိတ်ချီကောင်းနေရဆိုပြီးခေါင်းရိုက်ခွဲလိုက်တာပါ။ ခူရှန်ကောင်လေးနဲ့ gas တို့အမှန်ကန်ကျုံရတော့မယ့်ချိန်မှာရုတ်တရက်မြေကြီးတွေတုံလောက်ပြင်းထန်တဲ့ခြေလမ်းကြီးတွေနဲ့တူလမ်းလျှောက်နေတဲ့ကောင်ကြီးကိုတွေ့လိုက်ရပါတယ်။ short parlor ဆိုပြီး gas ကရေရွေ့ရင်တစ်ဆက်တည်း zodiac ရန်သူတော်ကြီး sky night ကိုပါမျက်လုံးနေရအလိုလိုရှာမိပြီးသားဖြစ်သွားပါတယ်။ sky night ရဲ့ဓာညွန်ပြရာစီကိုကြည့်လိုက်တဲ့အခါမှာတော့ gas တယောက်အသက်ရှူရက်သွားရပြန်ပါတယ်။မခံနိုင်တော့အောင်ဆူးရှာနေတဲ့အလင်းရောင်နဲ့အတူအပြည့်အနာစာကင်းတဲ့ခန္ဓာကိုယ်တစ်ခုကိုအားလုံးကမှင်သက်ငေးမောမိနေပြီး gas ကတော့ griffin လို့ရေ၍အံဝင်ကြိတ်လိုက်ပါတယ်အယိုသေးပေးလိုက်တဲ့ zot နဲ့ပြန်ပြီးကောင်းချီးပေးလိုက်တဲ့ griffin တို့ကိုကြည့်ရင် gas ကဒေါသတွေရန်ညိုးတွေအကုန်နိုးထလာပြီးလက်စားချေဖို့ပြည့်ရသွားမှရုတ်တရက်အတန်တန်ကြောင့်ရက်တန်လိုက်မိပါတယ် gas ကရဲ့ wu wawa on ရဲ့အတန်တွေကိုကြားလိုက်မိလို့ရက်လိုက်တာပါစီလက်ကအားလုံးပဲအဲ့ကောင်ဖမ်းကြဆိုပြီး Griffith ကိုဖမ်းဖို့အမိန့်ပေးလိုက်တော့ဖြစ်ပါမလားအရှင်စီလက်ဆိုပြီးသူ့နောက်လိုက်တွေကပြန်မေးပါတယ်မင်းတို့စိတ်ကိုအေးအေးထား ဒါဟာငါတို့ဘာကီဘာကမျိုးနွယ်ရဲ့ဂုံတိတ်ခါကိုပြန်ယူဖို့အတွက်အရေးပါတယ်။ငါတို့မျိုးနွယ်နှစ်ရာချီပြီးပြင်းနေတန်းခံနှိမ့်ဆက်တန်းခံခဲ့ရတာတွေကိုမေ့သွားပြီလား။အခုပင်မတက်တွေရောက်မလာခင်သူ့ကိုဖမ်းဆိုပြီးအမိန်ပေးလိုက်တာနဲ့ခူရှန်နေလဲသွားတိုက်ခိုက်ကြပြီမဲ့ဇော်ရီရဲ့လက်ချက်နဲ့တွေကိစ္စတုံးကိုရပါတယ်။ခူရှန်နေဇော်စီအာယိုရောက်နေတော့ဖာနီဇိုတွေကထွက်ပြေးသွားကြပြီးဂက်စ်နဲ့ကက်စကာပဲကြံခဲ့ပါတယ်။ကက်စကာကဂရစ်ဖစ်ရှိရာကိုလက်လန်းနေရင်းနဲ့လမင်းကြီးကိုလိုချင်လို့ပူဇာနေတဲ့ကလေးတယောက်လိုဂရစ်ဖစ်စီသွားဖို့လုပ်နေပါတယ် ကက်စကာကစိတ်မမှန်လို့လုံးမိရာဆိုပေမဲ့ဂက်စ်နေရာကနေဝန်စင်းစားကြည့်ရပါဘလောက်ရင်နာရမလဲဆိုတာကိုတွေးကြည့်လို့တော့မရပါဘူးအတော်ဝေးဝေးရောက်ပြီးမှဂက်စ်နဲ့ကက်စကာမပါလာမှန်းသိလို့ပြန်သွားမယ်ဆိုပြီးအတင်းလုံနေတဲ့အီရှီတိုကိုဂျရုံးကဆွဲထားရပါတယ်သူတို့နှစ်ကောင်ကြိုက်နေပြီမဲ့အေဇန်တို့ကတော့ရှေ့ရမြင်ကွင်းကြောင့်မျက်လုံးမျက်စံပြူးနေရပါပြီကလေးမိမမကြံအကုန်တတ်တယ်အကျန်းဖက်ကူရှန်ပင်မတက်ကြီးတစ်စက်လုံးခြစ်တက်နေတာကိုမြင်လိုက်ကြရပြီး ကန်ကောင်းတာကသူတို့ကကြောက်စွင်းနေနဲ့ကွယ်နေလို့ခူရှန်နေရမမြင်လိုက်ကြပါဘူးဂက်စ်တို့ရှိရဘက်စီမှာလဲ graphic က sort ကိုစီရင်ပြတ်ထွက်သွားတာကိုတွေ့လိုက်ရပါတယ် graphic ကတောင်ပန်ရှိရဲ့ကောင်ကိုစီးပြီးအသားအရပြန်ထွက်သွားနိုင်ပေမဲ့ gas ကတော့မြင်းတကောင်ကိုစီး gas ကိုလက်တစ်ဖက်မှာပွေရင်ဓာတ်တစ်ချောင်းနဲ့ခူရှန်ကောင်တွေကိုခုတ်ဖြတ်ပြီးဖောက်ထွက်ဖို့ကြိုးစားနေပါတယ် gas အတွက်ကြမှာအရာရာခက်ခဲနေတာပါဒါပေမဲ့အဲ့လိုခက်ခက်ခဲခဲရုန်းကန်နေခဲ့ရလို့လဲ gas the black swarm ဆိုတာဖြစ်လာတာပါ ဒါလောက်ကြီးရဲ့စစ်တပ်ကြီးကိုဖောက်ထွက်ရမှာအသက်မှာရှင်နိုင်ပါမလားဆိုပြီးစပီကိုကစိုးရိမ်တကြီးပြောလိုက်ပေမဲ့လူခါနဲ့အီရှိဒိုတို့ကတော့သူတေချာပေါက်လွတ်မြောက်ပါလိမ့်မယ်ဆိုပြီးဝမ်ပန်းတသာပြောလိုက်ပါတယ်။အီရှိဒိုတို့ကအားလုံးကိုနှုတ်ဆက်ပြီး gas ကိုတစ်ခေါက်ထပ်ရှာဖို့ထွက်လာခဲ့ပါတယ်။ Fanny's ကတော့သူ့ချက်ဝတ်တွေကိုချွတ်ဘာသာရေးခိုင်းတဲ့အထွက်ကြောင့်အေဇန်ကိုပြောပြီး gas နောက်ကိုလိုက်တော့မယ်လို့နှုတ်ဆက်ခဲ့ပါတယ်။အားလုံးကအံ့ဩနေကြပြီးစပီကိုကတော့သူ့ဘဝရဲ့တခင်မနောက်ကိုဆက်လိုက်လာခဲ့ပါပြီ။ အခုဆိုရင် Vasa 2000 system ပြီးဆုံးသွားပြီဖြစ်ပြီးကျွန်တော်ရဲ့ဆယ်ရက်ဆက်ဗီဒီယိုတင်ပေးမယ်ဆိုရင် mission လည်းပြီးဆုံးသွားပါပြီ။ကြားထဲမှာတရက်ပြက်ခဲ့တာတို့ရောက်ဖတ်လို့နားလည်ပြီးလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်တရက်နှစ်ရက်လောက်ပေးနာပါဦး။နောက်ရက်ဒီကြမှာပြန်တွေ့ကြတာပေါ့။ကျွန်တော်မနေ့ကပြောထားတဲ့အတိုင်း Facebook page ကို follow လုပ်ပြီးကြပါဦး။ page link ကိုတော့ပင်ခွင့်မှာချထားပေးပါမယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပြီးသွားကြပါဦး။